ဆိုပြတဲ့စင်ဟာပရိသတ်တွေပေါ်မှာလေးထားပြီးယင်းနေ့ဖော်ရသူဖြစ်တယ်လို့ချီချူးစကားပါလိုက်တဲ့ဝေယံအားလုံးပဲမင်္ဂလာပါ MCL News Channel ကနေကြိုဆိုပါရစေ။ဆိုပြတဲ့စင်နဲ့ယင်းနေ့ဖော်ရဆက်ဆံရေးပရိသတ်တွေအားဖွင့်လင်းလင်းရှင်းဖွင့်ဆက်ဆံတတ်ပြီးချင်းစရာကောင်းတဲ့နှက္ခန်သားနဲ့ပြုံးရွှင်မှုနဲ့ပူရီသားတွေအားပေးမှုကိုပြေဝရရှိထားသူဖြစ်ပါရစေ။ ။ဟဲဝင်ကသူမရဲ့ဇာတ်လက္ခဏာတွေကိုအေးအေးဆေးဆေးနေတတ်ပြီးခင်မုတ်ကောင်းသူဖော်ပြခဲ့တဲ့အတိုင်းပရိသတ်တင်တယ်လည်းဤသဘောထားနဲ့တွေ့ထွေစားဆက်စပ်နေ။လူမှုကေမှာတစဉ်တိုက်ရိုက်ထိတွေ့မှုပရိသတ်တရားမိမိရဲ့လူမှုကွန်ရက်မှာတစဉ်ပုံမှန်ချက်လက်တွေမျှဝေလေးရှိတယ်။ပုံမှန်အဖြစ်နင်းစီကုန်ဘွားရိတ်တာတော့လှုပ်လှုပ်ခဲတပ်ပေါ်နေကိုတင်ကပရိသတ်တွေတာလို့ခေါ်လို့ရရခဲ့ခြင်းဖြစ်တဲ့ဤသို့မြောက်ရမှုတွေကပရိသတ်တွေရဲ့ဘူပေါင်းပါဝင်လို့စိတ်ကိုမြင့်တင်ပေးပြီးအမှုပညာရှင်ပရိသတ်ဆက်သွယ်ရေးကိုပုံမိုနီကန်စေတဲ့ လူမှုကြော်ပြုတ်လှူရှာမှုတွေမှာပါဝင်မှုဆိုပြတဲ့စဉ်ကပရိသတ်တွေကိုကိုကြုံမဖက်ကူညီလိုတဲ့စိတ်ဓာတ်ရှိသူဖြစ်ပါတယ်။တင်ရှားတဲ့ဥပမာမှာနင်းစီကုံဘဘွားရိတ်သားမှာမယိန်နေဆန်းတို့နဲ့အတူဒုတိယကြိမ်ဝေကြီးထောက်ပံ့လူရန်ခဲ့ခြင်းဖြစ်တယ်။လူရန်မှုတွေမှာသူမရဲ့ပါဝင်မှုကသရတရားသက်သက်မှုနဲ့ရဲ့ရော်မှုကိုပြသနိုင်တဲ့အခန့်ကဏ္ဍတစ်ခုဖြစ်ပါတယ်။ပရိသတ်သစ္စာရှိမှုကိုရယူထားနိုင်မှုသူမအကယ်ဒမီဆိုမြတ်သူစားဆိုမြတ်နနာစံနေမြင့်လင်တွေအချစ်တော်လေးကိုချီးကျူးခေါ်ဝေခြင်းခံရပြီးပရိသတ်တွေရဲ့တခဲနဲ့အမင်းမှုကိုရရှိထားသူဖြစ်ပါတယ်။ နေ့နဲ့ဆက်ကြောင်းတို့ပညာသက်တမ်းအတွင်းစကားဂီတာဒရိုက်တာဖြစ်အောင်မြင့်မွေရရှိခဲ့ပြီးပရိသတ်တဲ့ရုပ်ချင်မှုကိုအဆက်မပြတ်ခံစားရတဲ့ဒုတကဘူပေါင်းလောက်ကင်လိုစိတ်ဟေဝရန်နဲ့ဒုစကားရဲ့ဆက်လက်ရိုက်ခွင့်စဉ်းစားတာကြောင့်ဖွင့်ရခဲ့တယ်လို့ပရိသတ်တဲ့ဆန္ဒကိုလည်းလေးစားကလက်ရှိဇလန်တွေမှာပါဝင်နေစေဖြစ်ပါတယ်ပရိသတ်တွေနဲ့တပုံရိုက်ကွာမှာလိုက်ဖက်လို့နဲ့ပွဲတင်တဲ့ပရိသတ်တွေအဆင်ပြေမှုကိုရယူနိုင်ခဲ့တဲ့ဆိုဖြစ်တဲ့ဇင်ပရိသတ်ဆက်ဆံရေးကယူသောဖော်ရင်မှုလူမှုကြိုးပြုလှုံ့ဆော်မှုတွေမှာတက်ကြစာပေါင်းမှုနဲ့ ပရိသတ်အတံမိုးထားမှုတို့ပေါင်းစပ်ထားတဲ့အချက်တွေကြောင့်သူမကပရိသတ်တွေအချက်ခင်လေးစားမှုကိုရင်ရှင်ရရှိထားပြီးမြမဖြော်ဖြေလောကရဲ့ထင်ရှားတဲ့ပုံကိုယ်တော်အဖြစ်တည်ရှိနေတယ်။ဇောင်းတိကျရှုနာဆင်ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လုပ်ပေးကြပါရှင်။